ခွန့်လွတ်ပါမမေ့ပါနဲ့တခါတလေကျကျွန်တော်တို့ရဲ့ပါစင်နယ်လိုင်းမှာလူတယောက်ယောက်ရဲ့လုံရက်တကူစကားတခွင်းကကျွန်တော်တို့ကိုအခက်ခဲဖြစ်သွားစေတာမျိုးအရှက်ရသွားစေတာမျိုးဒုက္ခတွေ့သွားစေတာမျိုးရှိတတ်တယ်။အဲအချိန်ကျကျွန်တော်တို့အနေနဲ့သူ့ကိုဒိုင်းနဲ့အဆက်ဖြစ်သွားတတ်တယ်။သူဘာလို့ဒီလိုလုံရတာလဲ။ဒီလိုပြောလိုက်ရတာလဲ။ဒီလိုဘီဟေးရတာလဲပေါ့လေ။ तू လုံခဲ့သလိုပြန်လုံလိုက်ခြင်းပဲမလုံရဘူး။ तू ပြောခဲ့သလိုပြန်ပြောခြင်းပဲစကားကထွက်မလာဘူး။ ဒါကလည်းကိုယ်အတီကျူးနဲ့သူ့အတီကျူးကွာချင်းကွာနေပါဘူးဒီလိုအခြေအနေကြရင် pocket bag never pocket bag ခွင့်လွှတ်ပေးလိုက်ပါဘယ်တော့မှမမေ့လိုက်ပါနဲ့ခွင့်လွှတ်တယ်ဆိုတာကလည်းတောင်းပန်မှရမဟုတ်ပါဘူးတစ်ဖက်ကတောင်းပန်သည်ဖြစ်စီမတောင်းပန်သည်ဖြစ်စီကျွန်တော်တို့အနေနဲ့နားတယ်မှုရှိရှိခွင့်လွှတ်ပေးရတာမျိုးလျှော်ပေးရတာမျိုးရှိတတ်တယ်ဘာလို့ဆိုခွင့်မလွှတ်ဘူးဆိုတာလဲကျွန်တော်တို့ရဲ့စိတ်ထဲမှာအချိန်ပြည့်ဓာတ်ကိုစိတ်ဆွဲပြီး anxiety ဖြစ်နေမယ် overthinking ဖြစ်နေမယ် ဒေါသတွေထွက်နေမယ်ဆိုရင် energy drain ဖြစ်တယ်။အာရုံတွေကုန်လို့ကိုယ်ကလည်းခံရသေးတယ်ပြီးတော့ကိုယ်ကလည်းခံစားရသေးတယ်ဆိုတာမျိုးနှစ်ခါနာတာပေါ့။ဒီတော့ခွင့်လွှတ်ပေးတဲ့ခြင်းကကျွန်တော်တို့ရဲ့ maturity level ကိုပြပါတယ်။ကိုယ့်အတွက်ကြောင့်သူ့ကိုခွင့်လွှတ်ပေးတာကိုယ်စိတ်ချမ်းသာဖို့လျှော့ပေးတာဒါပေမဲ့ခွင့်လွှတ်ပေးပြီးဖြစ်ခဲ့တာတွေကိုမဖြစ်ခဲ့တဲ့လို့သဘောထားပြီးမေ့လိုက်လို့စိတ်ထဲကဖြောက်ဖြစ်လိုက်လို့မရပါဘူး။ ဖော်ခဲ့ဆိုတဲ့နောက်တော့ကျွန်တော်တို့အနေနဲ့တဖက်လူကိုတူဒုက္ခသလိုဒုက္ခပြန်ပေးဖို့ rebound လုပ်ဖို့လက်စားချေဖို့ရလို့မရှိတော့ဘူးစိတ်ထဲမှာတနှုံနှုံနဲ့ဖြစ်နေစရာမလိုတော့ဘူးဇက်လန်းကပြီးသွားပြီဒါပေမဲ့ကိုကိုကိုစိတ်ဆက်ယူတဲ့အနေနဲ့တော့အဲလူကိုရောဖြစ်ရကိုရောမမေးလိုက်ဖို့လိုတယ်နောက်တစ်ခါအလားတူအခြေအနေမျိုးဖြစ်ရမျိုးကိုကိုယ့်ဘက်ကထပ်ပြီးမခံစားရအောင် ထက်ပြီးမကြုံအောင်တက်နိုင်တယ်မြသူနဲ့ကင်းအောင်ရှောင်နိုင်ဖို့သူ့မှာဒီလိုစီရင်မျိုး စိတ်ထားမျိုးကိုယ့်ကိုဒုက္ခပေးလာနိုင်တဲ့ကာရိုက်တာမျိုးရှိပါလားဆိုတာကိုတော့အမြဲတမ်းမှတ်ထားဖို့လိုပါတယ်ဒီလိုမှတ်ထားတော့မှလည်းကိုယ့်ဘက်ကလည်းတက်နိုင်တယ်မြရှောင်နိုင်မှာဖြစ်ပြီးသားတွေမေးလိုက်ပါကွာစိတ်တူတုံးသာပြောလိုက်တာတကယ်တမ်းကဘာမှမဟုတ်ဘူးဆိုတာကအလွယ်လေးပြောတာလောက်တဲ့သူပြောတဲ့သူကသာမေးရင်မေးပြလိုက်နိုင်မယ်ခံရတဲ့သူဘက်ကမေးဖို့လွယ်မနေဘူး ဇကလုံးတွေဆိုတာအုံနောက်ကစီစဉ်ပေးတဲ့ logical series တွေဖြစ်တာကြောင့်စိတ်ထဲမှာမရှိတဲ့ဇကလုံးဆိုဗဇက်ကဘယ်တော့မှဖတ်မလာပါဘူးအစကတည်းကဒါမျိုးပြောဖို့တွေးထားလို့ဒီလိုဇကလုံးမျိုးထွက်လာတာပါဒီတော့ကျွန်တော်တို့ခံလိုက်ရတဲ့ကိစ္စတိုင်းမှာခံစားချက်ဆိုတဲ့ emotion တွေကိုထက်ပြစ်ပြီးဖြစ်စဉ်ဆိုတဲ့ event တွေကို တော့မှတ်ထားဖို့လိုတယ်အတိတ်ကိုပြန်တွေးမိနိုင်ရင်သူ့ကိုဒေါသဖြစ်ကြသူ့ကြောင့်ဝမ်းနည်းလာတာမျိုး အဟောင်းကအစ်စ်လိုပြန်ဖြစ်တာမျိုးတော့ဖြစ်မနေရဘူးပြုံးပြုံးလေးနဲ့နေနိုင်ရမယ်ဒါပေမဲ့ဖြစ်ရက်ကိုအစာအဆုံးတော့မှတ်မိနေရမယ်အညိုးထားဖို့မဟုတ်ဘူးရံလိုဖို့မဟုတ်ဘူးမုန်းဖို့မဟုတ်ဘူးကိုနောက်တကထပ်ပြီးမခံရဖို့ပဲကျွန်တော်တို့ရဲ့ night experience ဆိုတာကြောင်းမှာတက်ခဲ့တဲ့စာတွေကနေတဆင့်ရခဲ့တာမဟုတ်တလို့အောင်ခဲ့တဲ့စာမွေးပွဲတွေကနေရလာတာလည်းမဟုတ်ပါဘူးလူတွေကပေးတဲ့သင်ခန်းစာတွေဖြစ်ရက်တွေကတဆင့်ရရှိလာတာပဲကြည့်ပါပဲ။ ဒီတော့ဘဝမှာကိုယ့်ကိုခံစားသွားရအောင်အခက်အခဲဖြစ်သွားအောင်လုပ်ခဲ့မှုတဲ့လူတိုင်းကိုជីជីပြူပြူ forget လုပ်ပြီးပြီးဖြစ်စဉ်ကိုတော့ always remember ဖို့လိုပါတယ်အဲ့ဒါက life experience တွေပါပဲဒီစာအုပ်လေးကတော့စာရေးဆရာမင်းခန့်ပြည်ရေးသားထားတဲ့စိတ်ခံစားချက်ဒီဝီများဆိုတဲ့စာအုပ်ထဲကစာစုအပိုင်လေးတစ်ပိုက်ဖြစ်ပါတယ်ဒီစာအုပ်လေးကိုသဘောကျလို့မှားယူခြင်းနဲ့ဆိုရင်ဝယ်ယူဖတ်ရှုအားပေးလိုက်ပါဦးခင်ဗျာ